ရခိုင်ပြည်နယ်မှာကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေပေါ်ဒေသခံတွေကအယုံကြည်ကင်းမဲ့နေတာဟာပြိပက ဖြစ်ခဲ့တဲ့လူအဖွဲ့အစည်းနှစ်ခုကြားပုံမဆိုးဝါးလာစေတယ်လို့ပြည်နယ်အစိုးရကဆိုပါတယ်ဒီဟာကိုဆက်နေတာကြီးတို့ရဲ့ဒီပြုပေါ်နေတဲ့ ကောင်းပြီဘယ်လိုကြိုးစားမယ်ဆိုတာကတော့အဲ့ဒါတို့ကတော့ဒါအချက်တော်ရဲ့အောက်ကံကလူသွားတာမှာအားမရေတိပြတော့မှာတခုခုတော့ပါစင်တာဒါအပြင်ပြည်내အစိုးရအနေနဲ့နိုင်ငံတကာလူမှုကေဇယ်ရေးအဖွဲ့အစည်းတွေကိုဒေသခံတွေရဲ့သဘောဆန္ဒအရစစ်တွေမျိုးတောင်ပဲချမ်းမှာပဲရုံးခံဖွင့်လှစ်ခွင့်ပေးထားခဲ့တယ်လို့လည်းဆိုပါတယ်။ပြည်내အစိုးရအနေနဲ့ ကုလသမဂ္ဂအပါအဝင်အရင်ကလိုသူတို့သဘောဆန္ဒအတိုင်းလုံးပိုင်ခွင့်မပြုတော့ဘဲဒေသခံတွေရဲ့ဆန္ဒနဲ့အညီပဲဆောင်ရွက်ခွင့်ပေးထားကြောင်းပြောပါတယ်။ UN နဲ့ NGO နဲ့ပတ်သက်ရင်ကျွန်တော်တို့ဖွဲ့စည်းထားတဲ့ပြည်နယ်စည်း ECC မြို့နယ်စည်း ECC ဒီထဲတွေမှာကျန်တဲ့မြို့နယ်တွေအသီးသီးမှာလည်းကိုယ့်ရဲ့ဒီမှာအုံပါပါတယ်ခင်ဗျ။အားလုံးဆွေးနွေးပါကျွန်တော်တို့နဲ့လာပြီးတော့ထိတွေ့ပါကျွန်တော်တို့နဲ့ရောတဲ့အကြံဉာဏ်ပေးပါနားမလည်တာရင်မသိတာရှိရင်မေးပါဘုနာဟိုပြောသလို ် MOU တွေလည်းကျွန်တော်တောင်းဆိုထားပါတယ်အဲသူတို့ရဲ့ weekly plan တွေသူတို့ရဲ့ daily plan တွေကျွန်တော်လက်ထဲမှာရှိပြီးသားပါဘာပဲပြောပြောခုနဝင်းရုပ်ကြီးလမ်းညွှန်သူတို့သူတို့ကိုကျွန်တော်ဒီတိုင်းလက်လွတ်စွဲတောင်းပေးတာချင်းမဟုတ်တဲ့အကြောင်းကျွန်တော်အသွင်းကပြန်လို့တင်ပြချင်ပါဒေသခံတွေဘက်ကလည်းစစ်တွေမြို့မှာထုတ်ပြန်ထားတဲ့ပုံမှ144ညမထွက်ရအမိတ်ကိုရုပ်သိမ်းပေးဖို့တောင်းဆိုကြပါတယ်။ဒါအပြင်ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက အရင်ကလိုဘလိုက်ကူညီတာမျိုးမဟုတ်ပဲပွင့်လင်းမြင်သာဖို့မျှတဖို့လဲဒေသခံတွေကတောင်းဆိုကြပါတယ်တချို့ကဘစ်လီဗင်းလို့ clearer generous sima who are lack of knowledge lack of education ဖြစ်နေ misleading လို့ဖြစ်တော့တယ်အများကြီးရှိနေဒါတွေကိုကျွန်တော်တို့ဝင်လင်းမြင်သာအောင်ဒါကိုဘယ်လိုထိန်းချုပ်မလဲဒါကိုဘယ်လိုမြင်သာဒါဆိုရင်လုံးလောက်ပါတယ် ဒေသခံရခိုင်တိုင်းရင်းသားတွေဟာနိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေထဲမှာမှအေဇက်ဂျီ MSF ကနယ်စည်းမကြဆရာဝန်များအဖွဲ့ကိုပြည်내အတွင်းကထွက်ခွာသွားဖို့အတွက်ပြီးခဲ့တဲ့လတွေကဆန္ဒပြခဲ့ကြပါတယ်။အဲ့ဒီအဖွဲ့ဟာရခိုင်နဲ့မွ슬င်ပြဿနာဖြစ်နေတဲ့လူမျိုးစုနှစ်စုအကြားမှာမွ슬င်တွေဘက်ကိုလိုက်တယ်ဆိုပြီးဒေသခံတွေကစွပ်စွဲထားပါတယ်ခင်ဗျာ။